ပါကစ္စတန်နဲ့ဒီအာဖဂန်နစ္စတန်နိုင်ငံနှစ်နိုင်ငံကဒုံငွေငွေတောက်လောင်လာနေတဲ့စင်မီအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့မျှဝေဆွေးနွေးပေးမယ့်နိုင်ငံတကာသတင်းအနေနဲ့ကတော့ပါကစ္စတန်နဲ့ဒီအာဖဂန်နစ္စတန်နိုင်ငံနှစ်နိုင်ငံကဒုံငွေငွေတောက်လောင်လာနေတဲ့စင်မီအကြောင်းကိုနည်းငယ်မျှဝေဆွေးနွေးပေးတော့မှာဖြစ်ပါတယ် ကျွန်တော်တို့ဒီသတိမထားမိလိုက်တဲ့အချိန်မှာဒီပါကစ္စတန်စစ်တပ်နဲ့တာလီဘန်တွေကြားမှာပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နယ်စပ်တစ်လျှောက်တိုက်ပွဲတွေဖြစ်ပွားလာခဲ့တယ်။အော်ဒီနေ့ကဆိုရင်ဒီတာလီဘန်အဖွဲ့ကပါကစ္စတန်စစ်တပ်ရဲ့လုံခြုံရေးရင်နှင်းနဲ့ဒါကာကင်စကန်အရှုပ်ကိုအလင်းကိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာနဲ့ဒီပါကစ္စတန်စစ်တပ်အရှုပ်အသက်ဆုံးရှုံးကုန်တဲ့အထိဖြစ်သွားတာ။အော်လက်ရှိအဲ့တော့ဒီပါကစ္စတန်ဘက်ကလည်း drone နဲ့ဒီဟွန်ဝင်စာလက်နက်ကြီးတွေတုံးပြီးတော့ပြန်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတာ တော့ဆိုလိုချင်တာကရခိုင်တော့မှဆိုဒီပါကစ္စတန်နဲ့တာလီဘန်ဆိုတာကညီကိုရင်ပတ်မှာဆက်ဆံရေးကောင်းနေရှိခဲ့ကြတာ။အခုလက်ရှိတော့ဒါဒီတနိုင်ငံကဒါဒီနေဆက်တလျှောက်တိုက်ပွဲတွေဖြစ်သွားတာ။အဲ့တော့ပါကစ္စတန်စစ်တပ်ကဒါဒီနေ့ဒီချိန်ထိပေါ်လာမိမိတို့စစ်တီ23ပဲတပ်ဆုံးရှုံးနေ။ရန်သူတာလီဘန်ဘက်မှာဆိုရင်ဒါ200ကျော်လောက်ဆုံးရှုံးထားပြီဆိုပြီးတော့ထုတ်ပြန်ထားတယ်။အော်တာလီဘန်ဘက်ကလည်းမိမိတို့ကဒါစစ်တီ30ခုခန့်ပဲအသက်ဆုံးရှုံးနေ။ဒီပါကစ္စတန်စစ်တီ180ကျော်တပ်ဆုံးရှုံးသွားတယ်ဆိုပြီးတော့ထုတ်ပြန်ထားတာ။ ဟိုဒီထုတ်ပြန်ချက်နှမျိုးစလုံးကဒါမှန်ကန်ချောင်းဟိုဒါဒီကြဒီပြုတ်နိုင်တာမျိုးမရှိသေးဘူးအဲ့တော့အာဖဂန်နဲ့ဒီပါကစ္စတန်ပြည်ပခါတွေကပေါ့လားနေဆက်ပြဿနာတွေကလည်းအရှိခံနေတာအဲ့တော့ဒီနှစ်နိုင်ငံကြားကပြည်ပခါသမိုင်းကိုပြန်ပြီးတော့သွားကြည့်ရမယ်ဆိုရင်ဟုတ်တယ်1893ခုနှစ်က ရေးဆွဲခဲ့တဲ့နေသားမြင်းလို့လူသိများတဲ့ဂျူရန်လိုင်းဆိုတဲ့ဒီကျောင်းရံနဲ့စပြီးတော့ပြန်လေ့လာကြည့်။ဒုတိယအင်္ဂလိပ်ဒီအာဖဂန်စစ်ပွဲအပြီးမှာပဲ ဒီနိုင်ငံရေးဥစ္စာလွှမ်းမိုးရဒေတာတွေကိုဒါသတ်မှတ်ဖို့အတွက်ရည်ရွယ်လိုက်တဲ့မြင်းကြောင်းပေါ့အဲ့တော့ဒီမြင်းကြောင်းကအာဖဂန်နဲ့ဒီပါကစ္စတန်နယ်စပ်မှာနေတယ်ပထန်လူမျိုးစုတွေရဲ့နယ်မြေတွေကိုဒါလေကနေထက်ရှမ်းပိုင်းပြီးတော့ဂျိုရန်လိုင်းဆိုပြီးတော့သတ်မှတ်ခဲ့တာဟောလက်ရှိမှာလည်းဒီမြင်းကပဲဒါနေသားစီဖြစ်လာတယ်အဲ့တော့ဒီမြင်းကိုပက်စတန်နစ္စတန်လို့ဒါသမုတ်ထားတယ်ပထန်လူမျိုးအများစုနေထိုင်တဲ့နယ်မြေတွေကနေနိုင်ငံနှစ်နိုင်ငံအတွင်းမှာဟိုဘက်ဒီဘက်ခွဲခြားခံလိုက်ရတာ တော့အာဖဂန်မှာဆိုရင်ဒီလူကြီးအများဆုံးလူမျိုးစုတွေဖြစ်တယ်ဒီပဋ္ဌာန်တွေကပဲဒါတာလီဘန်အဖွဲ့အစည်းတွေမှာခေါင်းဆောင်ပိုင်းကလည်းအောက်ရှေ့အထိဒါသူတို့ကြီးစိုးထားတယ်အဲ့တော့ပါကစ္စတန်ဘက်မှာဆိုလည်းဒီပဋ္ဌာန်လူမျိုးတွေကဒါဒုတိယအများဆုံးဖြစ်ပြီးတော့ဒီအာဖဂန်ဘက်ရှမ်းကနိုင်ငံရဲ့ဒီအနောက်ဘက်နဲ့အနောက်မြောက်ဒေသတွေမှာဆိုပို့ပြီးတော့တာဒုနယ်တင်နဲ့နေထိုင်လာကြတော့အော်ဒီကိုလိုနီခေတ်ပြီးမှာဒီပါကစ္စတန်နိုင်ငံအသစ်ကြီးတာလွတ်လပ်ရေးရလာတော့အိနီချင်းဒီအာဖဂန်နစ္စတန်နဲ့နယ်နိမိတ်ပြည်ထောင်စုတွေကိုဗြိတိရှအိန္ဒိယထံကနေဒါတခါလေသူတို့ငွေရလာတာ အဲ့အချိန်ကစပြီးတော့ဒီပါကစ္စတန်နဲ့အာဖဂန်နယ်ဆက်အကြီးကဒါဒီနိုင်ငံအတွက်ပြည်ပခစတင်ဖို့ issue နေရာတခုဖြစ်လာတော့ပြီးတော့ဒီပြည်ပခတွေမှာဒါပါကစ္စတန်ရဲ့နာမည်ကြီးစစ်ထောက်လိုင်းကြီးဖြစ်တဲ့ Inter Services Intelligence ISI ရဲ့အခန်းကဏ္ဍကိုမိထားလို့တော့မရဘူး။ဟော ISI အနေနဲ့ကလည်းဒါဆိုဗီယက်အာဖဂန်စစ်ပွဲကာလတွေမှာဒါမူဂျာဟစ်တို့ထံကိုအမေရိကန်ရဲ့ဈေးအထောက်ပံ့နေရဖို့သူတို့ပေါင်းကူပေးခဲ့တယ်လို့ ော်တစ်ဖက်ကတာလီဘန်အပါဝင် အစ္စလာမ်အစိုးရအဖွဲ့အရာလေးဒီပါဝင်ပတ်သက်မှုတွေအားလုံး ਨੇ သူတို့မကင်းခဲ့ပြောရရင်ဒီအာဖဂန်ပေါ်မှာဖြစ်တဲ့စစ်ပွဲတိုင်းစစ်ပွဲတိုင်းကပါကစ္စတန်နေနဲ့မကင်းဘူးလို့ပြောကြတာအာဖဂန်ဟိုဒါအကြမ်းဖက်နေတွေတင်ပေးတယ်စစ်တပ်နဲ့နေပေးတယ်ဟောဒါတွေအားလုံးကလည်းပါကစ္စတန်ပဲဟိုဒီအချိန်လုံးကဆိုရင်အမေရိကန်ကပါကစ္စတန်ဟိုဒါကမ္ဘာ့အကြမ်းဖက်မွေးထုတ်ပေးတာမိခင်ပြေဆိုပြောတာတမတ်ခဲ့တာပါကစ္စတန်ဘက်ကိုရောက်နေတဲ့ဒါပထန်လူမျိုးတွေကဒီသရှေးရိုးဆွဲတွေလူမျိုးဆွဲတွေပြင်းထန်တယ် အစ္စလာမ်ရဲ့စစ်သွေးကြရတဲ့အတွက်စူဆောင်းရေးနယ်မြေလို့တော့ဖြစ်နေတာ။ဟောဒီဒေသမှာဒီ ISI နေရတာအဖဂန်နိုင်ငံအတွင်းကိုလက်ဆန်ဖို့လမ်းကြောင်းတွေနဲ့ပြန်လန်တာလီဘန်တွေပေါ်လဲဩဇာတက်ရောက်ဖို့လို့ကူးဆက်ခံရ။ပါကစ္စတန်ပြည်တွင်းရဲ့ပြည်ပခါတွေစတင်ဖို့ဒင်းနေကောင်းအနေနဲ့လည်းဖြစ်သွားတာ။ဟော2020ပြည့်လွန်မှာဆိုရင်ဒီအမေရိကန်ကျောတော်နောက်ကပြိုထားတဲ့အာဖဂန်ဆိုးရပြိုလဲသွားတဲ့အချိန်မှာတာလီဘန်တွေအာဏာပြန်ရလာတော့ပါကစ္စတန် တာလီဘန်တွေပြန်အားကောင်းလာတယ်။ ။ဘာသာနိုင်ငံတွင်းမှာရှိတဲ့ဒီစစ်ဘက်ရက်ဘက်ပြတ်မှတ်တွေကိုတိုက်ခိုက်မှုပို့ပြီးတော့လှုပ်လာ။ဟိုဒီလှုပ်ရက်တွေကြောင့်ဒီအာဖဂန်တာလီဘန်အစိုးရကပါကစ္စတန်နဲ့ဆက်ဆံရေးဆိုးရွားလာတယ်။အဲ့တော့မြို့တော်ဒီကပ်ဘူးကိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်လာတယ်။အဲ့တော့တုံ့ပြန်မှုအနေနဲ့ပေါ့ဒီပါကစ္စတန်နေသားမှာရှိတဲ့စစ်ကန်တွေကိုလည်းတာလီဘန်တွေကပြန်ပြီးတော့တိုက်ခိုက်မှုတွေလှုပ်လာ။ဟိုနောက်တစ်ထပ်ပြီးဖြစ်လာနိုင်တဲ့ခင်ဗျအိန္ဒိယပါကစ္စတန်ပြည်ပခါမှာဒီတာလီဘန်တွေကအိန္ဒိယနိုင်ငံအတွက်ဒါဘာကင်းင်းရှိတွေဖြစ်သွားနိုင်တာ။ဘာလို့လဲဆိုရ အိန္ဒိယတွေပါကစ္စတန်ရဲ့နိုင်ငံရေးကိုကြီးစိုးထားတဲ့ဒီပါကစ္စတန်ပန်ဂျက်တွေထမ်းရနေတာသူတို့လွမြောက်ရှင်ဆိုတဲ့ခေါင်းစဉ်အောက်ကနေစောတော့ကဒီပဋ္ဌာန်းနေနဲ့ block မျိုးသားကြီးခွဲထွက်လှုပ်ရှားမှုတွေအားကောင်းဖို့တစ်ဖက်တစ်လမ်းကနေမြောက်ပန့်ပေးလာတယ်ဂုံနမိတ်ဖြစ်တဲ့ဒီအာဖဂန်အစိုးရကအိန္ဒိချင်းတွေဖြစ်ပြီးတော့ကိုယ့်ရဲ့ဘာသာရေးတူကြတဲ့ဒီပါကစ္စတန်နဲ့အီရန်တို့ထက်ကိုဘယ်လိုနိုင်ငံကြီးရာနယူကလီကိုကန့်လန့်ထားပြီးတော့အင်အားရှင်ခွင့်ရှာဖို့ထိန်းညှိထားတာ ဟောလက်ရှိဒီစစ်ပွဲကလည်းဒါအိန္ဒိယခင်းကျင်းလာတဲ့နိုင်ငံရေးပြောကလည်းဖြစ်လာနိုင်။ဟောတာလီဘန်နိုင်ငံကြီးဝင်ကြီးနဲ့အိန္ဒိယဒါတနမန်ဆက်ဆံရေးထူထောင်လာတော့လက်တလောပေါ့အာဖဂန်ပြည်ထောင်နိုင်ငံရေးအရေးပါတဲ့အချက်တွေကဒီအာဖဂန်ကိုပဲဒါစစ်ပွဲစီကိုတပံပြန်ခေါ်လာတယ်လို့တော့မြင်မိတာ။အာဖဂန်ပါကစ္စတန်ပြည်ပခါတွေမှာဒါနှစ်ဖက်စလုံးနဲ့ဆက်ဆံရေးကောင်းမွန်တယ်လို့အတန်တစ်ဩစာလွှမ်းမိုးနိုင်တဲ့ဒီနိုင်ငံတွေဖြစ်တဲ့တရုတ်အိန္ဒိယတို့လိုနိုင်ငံတွေအပြင်ကို အစ္စလာမ်ကဘာကဒါဆော်ဒီကာတာဒီနိုင်ငံတွေကမဝင်ရောက်ဖြန့်ဖြေးလာနိုင်မှုကြောင့်လုံးစုံစစ်ပွဲအဆင့်ကိုတော့ကူးပြောင်းသွားဖို့ဖြစ်နိုင်တယ်။ဒါပေမဲ့လည်းဒီပြိပခါရဲ့အဆင့်မြင့်ကိုဖြည့်ရှင်းဖို့ကလည်းဒါဒီတမိုင်းတန်ရာရင်းနဲ့မဖြစ်နိုင်နေဘဲနဲ့တဝင်းဝင်းနဲ့ဆက်ပြီးတော့လောင်ကျွမ်းနေအောင်မယ်လို့တော့ကျွန်တော်အနေနဲ့ညီပြီးတာအားလုံးကိုကျေးဇူးတင်ပါတယ်။